ညအခါမှာဆိုတာကောင်းရင်ကိုမော့ကြည့်လိုက်လို့ရှင် အမတန်မှကြည်တူးစရာကောင်းတယ်ကောင်းကင်မှာလာတို့လက်ခတ်တို့ကျေတာရတွေရှိမနေဘူးလားနေအခါမှာကြည့်မယ်ဆိုလို့ရှင် နေကြီးကလွဲလို့တခြားမမြင်ရဘူးညမှာကျတော့အလွန်လှပတဲ့လက်ခတ်တွေဟိုနားကဝင်းဝင်းလက်လက်ဒီနားကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိတ်ပြီးတော့ဖြတ်ကျော်ပလိုက်ကြတယ်မိထားလိုက်ကြတယ် ညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဒါကြောင့်မလို့သူတော်စင်သူတော်မြတ်တွေကနတ္တဝသူပိတုံဟောတိရတ္တိနခတ္တမာလိနိညဆိုတာတဲ့နခတ်ပန်းနေတဲ့အစမ်းတကျအလွန်လှတဲ့ညအခါဆိုတာအိပ်ဖို့မဟုတ်ဘူးတဲ့ပဋိစက္ခိတုမေဝေတာ ညဆိုတာကကိုယ့်ရဲ့ကိုယ့်ကိုယ်ကိုထိမ့်သိမ်းဆောင်းရှောက်ပြီးတော့အကုသိုလ်တရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါလေ။ဘာဖြစ်လို့လို့ဆိုတော့ညဆိုတော့ယာတိဥရဝလည်းအေးချမ်းတယ်နေလို့မပူအေးမြတယ်နေအခါမှာတော့လူသန်နေငှက်သန်နေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကလား တိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိတ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာတဲ့အစာစားထားလို့ရှိဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာလဘောဇနာဆိုတန်ဖိုးရှိတဲ့ညရဲ့တန်ဖိုးရှိအောင်နေနိုင်အောင်လို့ရည်ရွယ်တဲ့ကိစ္စတစ်ခုပဲเนาะအေးဒါကြောင့်မို့လို့ဩယဟန္တာပုဂ္ဂိုလ်တွေဟာညအခါမှာသုံးဆောင်ခြင်းမရှိကြဘူး မွန်တွေတဲ့အချိန်မှာသုံးဆောင်ခြင်းမရှိကြဘူး။ဘာလည်းပဲဒီကတိရဟနာပုဂ္ဂိုလ်ရဲ့အကျင့်တိုင်လိုက်နာကျင့်သုံးပါပြီလို့စိတ်ထဲမှာဝမ်းသာချီးလုပ်ပြီးစောင့်